ခုတလောเนาะအခုပေါ့ဒီနေ့ပေါ့ဗျာเนาะဒီ social media တွေမှာလှုပ်လှုပ်ရော့ရော့ဖြစ်နေတဲ့ဒီအားလုံးတည်ထားပြီးတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ဒီနေ့เนาะအာဆွေးနွေးမယ်ဗျာเนาะအဲ့တော့အဲ့အကြောင်းအရာကဘာလဲဆိုတော့ဒီ TPS ပေါ့ temporary protected status ဆိုတဲ့အမေရိကန်မှာရောက်နေတဲ့ဒီမြန်မာတွေကိုပေးထားတဲ့ယာယီခိုလုံနေထိုင်ခွင့်အခွင့်အရေးကိုကျွန်တော်တို့ဒီအမေရိကန်အစိုးရက နော်ဟိုဆက်လက်တတ်တမ်းမတိုးပြီးတော့တဲ့အကြောင်းပေါ့ဗျာနော်အာဒီအကြောင်းကအာအလုံးလဲဒါတည်ထားပြီးသားအဲ့တော့ကျွန်တော်ကနည်းအကျယ်တဝင်းမပြောမပြောလို့တော့ဘူးပေါ့ဗျာနော်အဲ့တော့လိုရင်းကိုပဲပြောမယ်အာလိုရင်းကဒီ TPS ဆိုတာကဒီလူသားချင်းစာနာမှုဆိုင်ရာအာခိုလုံခွင့်ပေးထားတာနော်ဒီဒုက္ခတဲ့အစင်တန်းအာနိုင်ငံရေးခိုလုံခွင့်ကျွန်တော်တို့ဒီ asylum status လို့မဟုတ်ဘူးပေါ့ဗျာနော်အာ green card လိုမျိုး အာမဟုတ်ဘူးเนาะအဲ့တော့ဒီကိစ္စကဒီကျွန်တော်တို့ဟိုနေပေါ်တမန်ပြည်သူတွေအတွက်နောက်တနည်းပြောရရင်တော်လန်ပြည်သူတွေအတွက်เนาะဘလောက်အရေးကြီးလဲကျွန်တော်တို့ဒီနေရာမှာပိုင်းခြားကြည့်အောင်เนาะအဲ့တော့နှစ်ပိုင်းရှိတာပေါ့เนาะအဲနောက်ပိုင်းမှာအဲ့ဒီနှစ်ပိုင်းကိုကျွန်တော်ထည့်ပြောမယ်เนาะအခုတော့ဒီလောလောဆယ်ပေါ့เนาะဒီဆုံးဖြတ်ချက်ထွက်လာတော့ဒီအမေရိကန်ကိုလိန်ပြီးရောက်လာကြတဲ့ဒါဂျာပြန်စစ်တပ်နဲ့เนาะဒီ အရေးကြီးဂရုံးတွေပေါ့ဗျာနော်ဒီကြဖြန့်စစ်တပ်နဲ့အရေးကြီးဂရုံးတွေနဲ့အာအရေးကြီးသာသနာကိုအမျိုးဘာသာသာသနာလို့ထောက်ခံနေကြတဲ့လူတွေကြားမှာပျော်နေကြတဲ့ဝမ်းတာနေကြတဲ့နော်ဒီလူတရိတ်ဆန်ဘာလာနန်တွေကိုကျွန်တော်ဟုတ်လားဒီတရက်နှစ်ရက်အတွင်းမှာဒီ TPS ကိစ္စလေးထွက်လာတော့ နော်အဲအဲ့လူတွေကိုကျွန်တော်တွေ့ရတယ်ဗျလူဘာလာနန်တွေကိုသိလားအဲ့တော့ကျွန်တော်တို့ဒီတမန်ပြည်သူတွေတော်လန်ပြည်သူတွေကိုပြန်ပို့တော့မယ်ပေါ့ဗျာနော်အာမဆရဝါကမန်းပေါ့နော်ဒီအမေရိကန်လိုနိုင်ငံမှာနေပြီးဟုတ်လားအာဘာမှနှစ်နှစ်ဆက်ဆက်လဲအာလေးလာမှုလည်းမရှိနော်အာစာလည်းမဖတ်ဗျာစာလည်းမတတ်နော်ဒီစာဖတ်အာစာတတ်ပြန်တော့လဲအဲသူတို့ရဲ့အုံနောက်ကနော်ဒီဘယ်လိုပြောလဲအုံနောက်ကမရှိဘူးပေါ့ဗျာအုံနောက်မရှိတဲ့ဒီဒုက္ခတွေဟုတ်လားအယောင်ဆောင် ်ဟာပြီးတဲ့အခါကျရင် UN ကိုလိန်လျှောက်လာကြတဲ့သူတွေပေါ့ဗျာနော်ဒီအမေရိကန်အစိုးရကိုအာလိန်လေပြီးတော့နော်ဒီအမေရိကန်ကိုအာရောက်လာကြတဲ့သူတွေနော်အဲတချို့တွေကြတော့ဒီခရိုနီတာသမီတွေနော်အာပြီးတဲ့အခါကျရင်အာမင်းမရွှင်ဒီစစ်ဘူတွေရဲ့တာသမီတွေပေါ့နော်အာဒီစစ်ဘူတွေရဲ့တာသမီတွေဒီဆွေမျိုးတွေနော်အာနာမည်တူတွေဟာလားပတ်စပို့တူတွေနဲ့မြန်မာပြည်ကဒီသူတို့မိဘတွေမတရားရှာထားတဲ့ ငွေတွေနဲ့ခိုးဆိုးလူရက်နော်ဒီဓမြတိုက်လို့ပေါ့ဗျာထဒီလိုဓမြတိုက်ပြီးတော့မှရလာတဲ့ဒီထားစရာမရှိတဲ့ငွေတွေနဲ့ကျွန်တော်တို့လိုဒီဒီမိုကရေစီနိုင်ငံကအခွင့်အရေးတွေကိုအပြည့်အဝဒီရယူနေကြတဲ့သူတွေအများဆုံးဒီနေ့လာဆိုရှယ်မီဒီယာပေါ်မှာပြောနေကြတာတွေ లైవ్ လွှင့်နေကြတာတွေပြောနေကြတာတွေကိုတွေ့ရတော့ကျွန်တော်သူတို့ကိုနော်ဟိုပြောရင်အရန်ဂိယူနာတတ်မိတယ်ဗျာနော်တနာလဲတနာမိတယ် ေးပေါ့လေเนาะနေပေါ့ဟိုကျွန်တော်တို့ကဒီဒေဝဒေဝတ်ကိုတော်မှာပဲမြတ်စွာဘုရားကနော်ဒေဝတ်ဘလောက်ကြီးပဲဟုတ်လားအာမိုက်မိုက်เนาะဘလောက်ကြီးပဲမနာလိုမစ္စရိယာတွေထားတာမြတ်စွာဘုရားကတော့ဒေဝတ်ပေါ်မှာအာဂယုနာမပြတ်ခဲ့ဘူးမေတ္တာမပြတ်ခဲ့ဘူးโซเรหาก็เลยရှိနေတာဗောဗျာเนาะရှိနေတာကိုแก้ဗောဗျာท้าပါတော့เนาะအဲ့တော့ကျွန်တော်တို့ဒီလူဘာလာနန်တွေရဲ့ကိစ္စကိုခဏท้าလိုက်ပြီးတော့အခုဒီ TPS အကြောင်းเนี่ยဗောဗျာဒီ TPS ရဲ့နောက်ဆက်တွဲဟုတ်လားဒီ DHS မေရိကန်အမိနေဟာနော်အာလုံချုံကြီးဝင်ကြီးခရစ်စတီနိုညက်ဒီအကြောင်းပြချက်တွေကိုပဲကျွန်တော်တို့အာယုံ site အာယုံထားပြီးတော့နော်အာဆက်ပြီးတော့ဟိုပြောကြည့်အောင်နော်အဲ့တော့ဟိုပေါ့ဗျာပရမလုံးသိထားရမှာကဒီ TPS တက်တန်းထက်မတိုးတော့ခြင်းရဲ့နော်အဓိကအချက်တစ်ခုကဒီ DHS ဝင်ကြီးက Trend ရဲ့ရေးတော့ပွဲဂရီကဝတ်ကိုလိုက်ပါအကောင့်ထဲ ဖော်ခြင်းတစ်ခုသာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နော်ကွက်ကွက်ပြပြသိထားဖို့လိုမယ်ဒီ trial ရေကောက်ပွဲဂရီတဘုတ်ထက်ဟိုပိုလုံနဲ့တာလုံနဲ့နော်ကိစ္စအလောက်သူ့မှာအရေးကြီးတာဘာမှမရှိဘူးနော်အဲဒုတိယသိထားရမှာကဒီ TPS တက်တန်းမတိုးတော့ခြင်းရဲ့အဓိကဥတီပြစ်မှတ်ကဒီစစ်အာဏာရှင်စနစ်နဲ့ဒီအာဏာရှင်ကိုစန့်ကျင်တော်လှန်နေတဲ့လူတွေကိုပြစ်မှတ်ထားတာမဟုတ်ပဲ ဒီပေါ့စစ်အုပ်စုရဲ့တာသမီတွေဟလာဆွေမျိုးတွေခရိုနီတွေနဲ့သူတို့ရဲ့ဒီတာသမီဆွေမျိုးတွေစစ်တပ်နဲ့ပေါင်းပြီးเนาะအတိုင်းပြည်မှာကိုဆိုလူရက်အမတရားကုတ်သွေးဆုတ်ထားတဲ့ငွေတွေနဲ့အမေရိကန်မှာလိမ်နေပြီးတော့ဗောဗျာဒီ TPS ဆိုတဲ့ဒီခိုလုံခွင့်ယူထားတဲ့သူတွေအတွက်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ကသဘောပေါက်ထားဖို့လိုတယ် တတိယတတိယအချက်ကဒီပေါ့ဒီ TPS တက်တန်းကုန်သွားတဲ့အတွက်နော်ဟာသူ့အလီကိုလျောက်လူတွေကို ပြန်ပို့မယ်လို့ကျွန်တော်တို့ကတတိချာယူဆလို့မရဘူးဆိုရရဲ့ဟာဆိုလိုတာကဒီပေါ့သူတို့ဖန်သူတို့ဖန်တင်မှဖန်မယ်ပြန်ပို့ခြင်းမှပြန်ပို့မယ်ဆိုတဲ့သဘောကိုကျွန်တော်ကပြောတာเนาะ။ဘာကြောင့်လဲဆိုတော့အခုဒီ DHS เนาะဆုံးဖြတ်ချက်က ဟို federal အဆင့်သာဖြစ်တယ်เนาะဒီကျွန်တော်တို့ဟို ပြည်နယ်နဲ့ local တွေကဒီလိုက်ပါဆောင်ရွက်မှုဟလာပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုလို့ရှိရင်ဒီ process ကခက်ခဲကြံ့ကြာမှုတွေအများကြီးရှိပါတယ်เนาะအာဒီလူတွေအတွက်အချိန်အားကြီးကြံပါသေးတယ်လို့ကျွန်တော်เนาะဆိုလိုချင်တယ်ဒီလိုပြန်လဲပို့ဆောင်တဲ့ကိစ္စတွေကိုဆောင်ရွက်ရတဲ့ဒီ ICE လို့ခေါ်တဲ့ ICE လို့ခေါ်တဲ့ Immigration and Customs Enforcement အဖွဲ့ပေါ့ဗျာเนาะဒီအဖွဲ့တွေကမြေပြင်မှာဒီဒေသခံတွေနဲ့အကြီးအကျယ် ပြဿနာတက်ကြတယ်တချို့နေရာတွေဆိုသူတို့တွေဒီမဝင်ရဲကြတဲ့အနေအထားတွေနော်အာပြီးတဲ့အခါကျရင်ဒီဒီ civil society group တွေ rights group တွေရဲ့အဲစန့်ကျင်တာကိုလည်းသူတို့တွေခံကြရတယ်ဆိုတာကိုကျွန်တော်တို့ဒီအမေရိကန်မှာနေတဲ့သူတွေရောတချို့သတင်းမီဒီယာကြည့်တဲ့သူတွေရောနော်ဒီသတင်းမီဒီယာတွေမှာကျွန်တော်တို့ဒါတွေကိုတွေ့နိုင်တယ်အဲစတုဒ္ဒအချက်ကဒီ TPS တက်တန်းကုန်သွားတဲ့အတွက်နော်အာ TPS နဲ့နေထိုင်နေသူတွေအတွက်အထူးသဖြင့်ပေါ့ဗျာဒီစစ်တပ် အတိုင်းဝိုင်းအာခရိုနီအတိုင်းဝိုင်းကမဟုတ်ပဲအာတကယ်ခိုးလုံဖို့အာလိုအပ်နေတဲ့တမန်ပြည်သူတွေအတွက်နော်ဒီတော်လန်ပြည်သူတွေအတွက်အများရဲ့နေထိုင်ခွင့်ရဖို့အခွင့်အလမ်းကောင်းတွေကိုဒါပွင့်လာနိုင်စေတယ်ဒီတက်တန်းထပ်ပြီးတော့မတိုးခြင်းကနော်အဲ့တော့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အမေရိကန်ကဒီလိုအငင်းပွားစရာကိစ္စတွေနဲ့ပတ်သက်လို့ အထူးသဖြင့်ပေါ့ဗျာဒီလူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေနော်အာလူအခွင့်အရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ကဒီမှာဟိုတမနာတယောက်တည်းရဲ့အမိန့်အာဏာထုတ်ပြန်ချက်တွေလောက်နဲ့ဘရောမှပြီးမသွားဘူးနော်ဒီအမေရိကန်ဆိုတာဒီဥပဒေပြုရေးနော်အာအုပ်ချုပ်ရေးအာတရားစီရင်ရေးမန်တိုင်ကြီး၃ရက်အပြင် ဒီသတင်းစာနယ်ဇင်းတွေဟုတ်လား Civil Society Right Groups နော် Advocacy Group တွေ Academies တွေနဲ့နိုင်ငံကိုလဲပတ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီမြန်မာနဲ့ပတ်သက်တဲ့ TPS ကိစ္စဟာဒီတော်လန်ပြည်သူတွေအတွက်တမန်ပြည်သူတွေအတွက်ဘာစိုးရိမ်စရာအကြောင်းမှမရှိပါဘူးလို့ပဲကျွန်တော်ကဆိုလိုချင်တယ်နော် ။ဘာပြောလဲလိုက်ဒီလိုလိုက်ကူညီမဲ့အုပ်စုတွေလိုက်လုံမဲ့အုပ်စုတွေအဖွဲ့တွေကဒီဒီလိုလူမျိုးတွေအတွက်အများကြီးပဲဗျာနော်။ဥမာဗျာကျွန်တော်တို့ဒီမှာဆိုဟုတ်လား refugee resettlement အတွက်ဒီ catholic charity လို့ဟုတ်လားပြီးလို့ရှိရင် immigration advocacy လို့နော်ဒီလိုအဖွဲ့တွေကလိုက်ပြီးတော့ဆောင်ရွက်ပေးနေတဲ့လူတွေရှိတယ်အမတ်တွေဟုတ်လားပညာရှင်တွေအများကြီးဗျာနော်။အဲ့ဒါဒီကိစ္စတွေကိုလိုက်ကူညီမဲ့လူတွေအဲ့တော့ American မှာရောက်နေတဲ့ဒီတမန်ပြည်သူတွေတော်လန်ပြည်သူတွေအတွက်ကိုလုံးဝလုံးဝ စိုးရိမ်စရာမရှိဘူးလို့ပဲကျွန်တော်ကเนาะပြောနေတယ်သူတို့တွေလုံနိုင်တာတွေကလည်းအများကြီးရှိတယ်ဗျာဥမာဟုတ်လားဟိုနံပါတ်1ကျွန်တော်တို့ဒီနိုင်ငံရေးခုလုံခွင့်ရှောက်လို့ရမယ်เนาะအာနံပါတ်2ဒီမှာသူတို့တွေမှာသူတို့ရဲ့တာသမီတွေပဲဖြစ်ဖြစ်မိဘတွေတဲကဟုတ်လားအာတယောက်ယောက်ကနိုင်ငံသားဖြစ်ထားလို့ရှိလို့ရှိရင်ကိုယ့်ရဲ့ status ကိုဒီ family based adjust adjustment เนาะအဲ့ဒါကိုပြင်ပြီးတော့ရှောက်လို့ရမယ် green card ရဖို့အတွက်အာပြီးတဲ့အခါကျရင်ဒီ withholding of removal or convention against torture cat protection အရာဒီ deportation လောက်တာကိုကာကွယ်နိုင်မဲ့ဟိုနေကြည့်ပါဗျာကျွန်တော်တို့ဒီမြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားတွေဟုတ်လားဘလောက်များလဲเนาะဒီမင်းအောင်လိုင်းလူတွေကိုအนูနီးနေရော ဒီအကျန်းနီးနဲ့ပါဘလို့နှိမ့်ဆက်တက်ဖြတ်နေလဲဆိုတဲ့အထောက်ထားတွေအများကြီးတုံးလို့ရတယ်ခုနကဒီ union အတွက်နော်ဒီ CTB အတွက်ကိုနော်အဲ့တော့ဒါတွေကိုဟိုပြပြီးတုံးလို့ရတယ်နောက်ထပ်အချက်နောက်ထပ်နံပါတ်၄ပေါ့ဗျာနော်ဒီလိုမျိုး student visa နော်ဒီ F1 ဒါမှမဟုတ်လို့ရှိလို့ရှိနေဒီ work visa H1B နော်ဒီလိုမျိုးပြောင်းနိုင်တဲ့ဟာမျိုးတွေရှိတယ်နံပါတ်၅အချက်အနေနဲ့တရားရုံးမှာအာသူတို့ရင်ဆိုင်လို့ရတယ်နော်အဲ့တော့ဒီလို legal process တွေကနေပြီးတော့သွားเสียရလမ်းတွေ အများကြီးပဲဗျာကျွန်တော်တို့ဒီအမေရိကန်ရောက်နေတဲ့တမန်ပြည်သူတွေတော်လန်ပြည်သူတွေအတွက်ကနော်ကဲထားပါတော့ဗျာဒါတွေကဒီမြန်မာနိုင်ငံရေးအတွက်နော်အရေးမကြီးဘူးတကယ်မြန်မာနိုင်ငံရေးအတွက်အရေးကြီးတာကဒီ TPS ကိုတတ်တမ်းမတိုးဖို့ဟုတ်လားဆုံးဖြတ်ချက်ချဖို့အကြောင်းပြလာတဲ့အကြောင်းပြချက်တွေကဒါအာဒီနေရာမှာအရေးကြီးတာဖြစ်ဒီဘိုင်းကိုပဲကျွန်တော်ကအဓိက highlight လုပ်ပြီးဆွေးနွေးနေတာအဲ့တော့ဒီ Christine Nong ကနော်နံပါတ်1ဒီမိမရွှေစစ်ဘိုလ်ရဲ့အုပ်ချုပ်ရေးတော့တိုးတက်လာပါပြီနော်အာတိုင်းပြည်မှာတည်ငြိမ်မှု ရလာပါပြီဗောဗျာသူသူเนาะသူရဲ့ဂျင်ဂျာတဲ့သူရဲ့ vision နည်းနဲ့မှာနံပါတ်1ဒီ plan election ဆိုတာဗောเนาะဆိုတာရဲ့အာနံပါတ်3ဒီအပြစ်ခက်ရစဲရေးသဘောတူညီမှုတွေလုံလာနိုင်ပြီဆိုတဲ့အချက်3ချက်เนาะအဲ့တော့ဒီအချက်3ချက်ကမြန်မာနိုင်ငံရေးအတွက်ကိုအရေးကြီးတယ်အဘာဖြစ်လို့လဲဆိုတော့သူပြောတဲ့အချက်3ချက်ကလက်ရှိကျွန်တော်တို့ဒီမြေပြင်မှာဗောဗျာเนาะဒီတကယ်ဖြစ်နေတာတွေ ਨੇ အာစန့်ကျင်ဘက်ကိုသူကပြောလိုက်လို့ပဲเนาะအဲ့တော့ ကြည့်လေဗျာเนาะဟိုကျွန်တော်တို့ဒီလောလောလတ်လတ်ပေါ့ဗျာဒီတမီးဆိုးဆိုတဲ့အမျိုးသမီးကိုဖမ်းပြီးเนาะဟိုအခုမြန်မာပြည်ထဲမှာဟုတ်လားထောင်ချထားတယ်အာပြီးတဲ့ခါကျရင်ဒီ ARE နဲ့အင်တာဗျူးတယ်ပေါ့ဗျာဒီဆရာတော်တပါးပေါ့เนาะမကြခင်ကမှဒီပြန်လွတ်လာတဲ့အမေရိကန်နိုင်ငံသားဆရာတော်ဗဒနာပညာเนาะဇောဒဟုတ်လားဒီ2021နောက်ပိုင်းမြန်မာပြည်ကိုပြန်သွားကြသူတွေပေါ့ဗျာနော်သူတို့ကြည့်လေဗျာနော်အဲ့တော့ဗာဒနာဒီဆရာတော်ဆိုရင်လည်းဖန်စီနေဆက်ညင်ပန်းပြီးထောင်ကြယူလို့မှပြန်လွတ်လာတာနော်အဲ့တော့ ဗန်တယောက်မြင်စစ်တပ်ကိုစန့်ကျင်တဲ့သူတွေပြန်လို့ရဟုတ်ရပါလားဘယ်ဘယ်သူမှပြန်လို့မရအဲ့တော့ပြန်တဲ့သူတွေအကုန်လုံးကဒီဘောမတွေနဲ့သူတို့တာသမီတွေဟုတ်လားအာစစ်တပ်ကိုအာမစန့်ကျင်သူတွေပဲပြန်လို့ရတယ်နော်အဲ့ကျွန်တော်ပြန်လာအောင်ဆိုတော့သူတို့မစန့်မစန့်ကျင်လို့လေဗျာနော်အဲ့တော့ဒါလေးကိုကြည့်ပြီးမြမပြည်ကိုနော်အခြေအနေကောင်းနေပါပြီတည်ငြိမ်တည်ငြိမ်နေပါပြီအိုးချုပ်ကြီးတုံးတက်နေပါပြီလို့နော် ဘယ်လိုပြောလို့ရမလဲလုံခြုံနေပါပြီလို့ဘယ်လိုပြောမလဲเนาะအဲ့တော့ကျွန်တော်အမြင်ကတော့ရှင်းပါတယ်เนาะဒီ Christian non ဒီလိုဗဂတိအရှိတရားကနေเนาะစန့်ကျင်ဘက်ပြောခြင်းကအဓိကကเนาะသူ့ပြည်တွင်နိုင်ငံရေးအားပြိုင်မှုပဲเนาะအားပြိုင်မှုပဲဘာဖြစ်လို့လဲဆိုတော့ဒီ ထရန့်နဲ့ဘိုင်ဒန်တို့အုပ်စုရဲ့ဒီဒီသူတို့ရဲ့ဒီ open border ideology နဲ့ဒီ immigration policy တွေကိုဒီထရန့်ကထရန့်တို့အုပ်စုကလုံးဝဆန့်ကျင်တယ်เนาะအဲ့တော့သူဘိုင်ဒန်တို့အုပ်လုံးသမားကိုအကုန်လုံးကိုသူကပြောင်းပြန်လုပ်မှာပဲเนาะပြီးရင်သူ့ကိုမဲပေးလိုက်တဲ့သူတွေခြေနဲ့အောင်သူယူကောက်ပဲဂရုကိုယ်ဝက်ကိုတီအောင်တဲ့ကိုသူလုတ်ပြတာပဲเนาะအဲဒါကြောင့်မလို့လဲဒီလိုမဟုတ်တာမဟုတ်တဲ့အကြောင်းအရာကိုအဟုတ်လုပ်ပြီးတော့သူပြောမှာပဲအဲ့လိုပြောမှာပဲသူကဒီ TPS ကိုရက်ဆဲလို့ရမှာကိုเนาะအဲ့တော့ပြည်တနာကဒီမှာရှုပ်ထွေးစရာဖြစ်လာတာက ဒီခရစ်စတီနိုတုံးသွားတဲ့ plan election ဆိုတဲ့နော်အတုံးနှုံးပဲဗျဒီလူအများစုကဒီတမန်ကရှန်ကပဲဒီ plan election ဆိုတာနဲ့နော်ဒီ free and fair election ဆိုတာကို ခွဲခြားနားမလည်ဘဲနဲ့ပေါ့ဗျာနော်ဒီမိမရှင်စစ်ဗိုလ်ရဲ့ရေကောက်ပွဲကြီးကိုပဲဟာတကယ်ကိုပဲတည့်ရပလားအမေရိကန်အစိုးရကအာထောက်ခံတဲ့ဒီရေကောက်ပွဲကြီးကပဲတကယ်အစ်စ်မဲရေကောက်ပွဲကြီးဟာဆိုပြီးတော့မြင်လိုက်ကြတာနော်အဲ့လိုအလွဲတကူမြင်လိုက်ကြအဲ့ဒါကလွဲနေတာနော်အဲ့တော့ဒီမှာဒီ plan election ဆိုတာနဲ့ free and fair election ဘာกว่าလဲဆိုတာကိုနော်ကျွန်တော်ဒီမှာဟိုခွဲခြားဟိုနေပြကြည့်ခြင်းနဲ့နော်အဲ့တော့ တဲ့ဟုတ်လား plan election ဆိုတာကเนาะဒီ plan election မှာဒီ candidate assess လို့ခေါ်တယ်ဟုတ်လားဒီအမတ်လောင်းရွေးချယ်မှုနဲ့ပေါင်ခင်းမှာ အမတ်လောင်းတွေနဲ့အတိုက်ခံပါတီတွေကိုဟုတ်လားထောင်သွင်းအကျဉ်းချထားပြီးတော့ပါဝင်ခွင့်မပေးဘူးဗျာเนาะဒီ plan election အခုမင်းမရှင်ဒါဟိုနေမင်း online လုပ်နေတဲ့ဟာ free and fair election လွတ်လပ်ပြီးတရားမျှတတဲ့ကျွန်တော်တို့ဒီရွေးကောက်ပွဲမှာကြတော့เนาะပါတီအားလုံးအမတ်အားလုံးတန်တဲ့ချုပ်ချယ်မှုမရှိပဲဝင်ရောက် ရှင်းပြနိုင်တယ်เนาะအဲ plan election နဲ့ free and fair election ကွာချမှုเนาะအဲ့ဒီမှာ NLD လည်းဝင်ပြိုင်နိုင်တယ်ဒေါ်စုလည်းဝင်ပြိုင်နိုင်တယ်เนาะအဲ့တော့ဒါကိုပြောတာကွဲကွဲပြားမှုဆိုတော့အဲ့တော့နံပါတ်2ကြတော့ဒီ voter access ပေါ့เนาะဒီမဲပေးနိုင်ခွင့်နဲ့မဲပေးနိုင်ဖို့အခင်းအကျင်းမှာကြတော့ဒီ plan election မှာအာခုခုကြည့်လေဗျာเนาะနေလောလောဆယ်စစ်ပွဲတွေကြောင်းစစ်ပြေးဒုက္ခတွေတွေအာနေတရာမဲ့တယ်အာပြေးလွာပိုးပေါင်းနေကြတယ် ဟုတ်လားအာဒေတာအတော်များများမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မဲယုံမရှိဘူးเนาะမဲမပေးနိုင်ဘူးအာနေရာတော်များများမှာမာရှယ်လောထုတ်ထားလဲဖြစ်နေတယ်เนาะအဲ free and fair election မှာကြတော့ကျွန်တော်တို့ဒီ universal suffrage ပေါ့ဗျာเนาะဒီအကုန်လုံးကြည်ကြည်ပြန့်ပြန့်နဲ့အာမဲပေးနိုင်တယ် နော်ဒါကဒီ plan election နဲ့ free and fair election ကြွားချမှုလေးတွေနံပါတ်3 security enforcement လို့ခေါ်တဲ့ဒီလုံခြုံရေးပိုင်းဆိုင်ရာမှာပေါ့ဗျာနော်အဲ့လုံခြုံရေးပိုင်းဆိုင်ရာမှာကြည့်တော့လေဒီစစ်ပွဲတွေကကျွန်တော်တို့ဆက်ဖြစ်နေတယ်ရေကောက်ပွဲနဲ့ပတ်သက်လို့ဟုတ်လားဝေဖန်တဲ့သူတွေနော်ထောက်ပြတဲ့သူတွေကိုရန်လုံးချင်းချောက်ထောင်ချတာတွေလုပ်နေတယ်ဒါ plan election မှာ christino သုံးတော့တဲ့ plan election ဆိုတာဒါကိုပြောတာနော်အဲ့တော့ဒီ free and fair election မှာကြတော့အဲ့လိုမဟုတ်ဘူးနော်ကျွန်တော်တို့နိုင်ငံက ေဂျင်တည်ငြိမ်နေတယ်เนาะအာလူတွေမဲပေးဖို့အတွက်ကိုလည်းဒီအတင်းရမအာချိန်ချောက်ဖိအားပေးခံရတာမျိုး လုံးဝမရှိဘူးเนาะဒီမဲပေးဖို့အတွက်ကိုဟလာအကြမ်းဖက်မှု violent တွေလုံးဝမရှိဘူးဒါ free and fair အလက်ရှင်းပါနော်အဲ့တော့နံပါတ်၄အနေနဲ့ကြတော့ဒီ commission ပေါ့ election commission ပေါ့ဗျာနော်ဒီရွေးကောက်ပွဲ commission ကိုကျွန်တော်တို့ကြည့်ရင်လည်းအခုဒီမဟာလာရဲ့ရွေးကောက်ပွဲ commission ကစစ်ဘုတ်ရုပ်တွေရဲ့ထိန်းချုပ်မှု အောက်မှာကျွန်တော်တို့တရားရာခိုင်နှုန်းအပြည့်ရှိတယ် နော်တရားရာဂိုင်တော့ဘာလွတ်လပ်မှုမှမရှိဘူးနော်အဲ free and fair election မှာကြတော့ရွေးကောက်ပွဲ commission ဆိုတာတမတမကြပြီးဘက်လိုက်မှုမရှိပဲရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကိုနော်လွတ်လွတ်လပ်လပ်စောင့်ကြည့်နိုင်တယ် ဥမာဒီ NLD လက်ထက်ကဟုတ်လားရှိခဲ့တဲ့ဒါ UEC ရွေးကောက်ပွဲကော်မရှင်လိုမျိုးကိုဆိုးလို့တာဘာဖြစ်လို့လဲဆိုအဲ့အချိန်က free and fair election ရှိခဲ့တာပေါ့နော်အဲ့တော့နံပါတ်5အနေနဲ့ media and information အပိုင်းမှာဆိုရင်လေဒီ plan election မှာဒီ main ဆွေစစ်ဘိုတွေချုပ်ကင်ထားတဲ့ဒီကြားဖြန့် lobby နော်အာကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ဒဇင်ဦးတို့စနိုက်ပါစုတို့လို့ကြားဖြန့်တွေကလွဲပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီနေ့ဘာသတင်းမီဒီယာမှ မရှိဘူးเนาะဟောအဲ့လိုမရှိတဲ့အပြင်အတိုက်ခံလုပ်တဲ့အတန်တွေကိုတော့မှပဲဘာဖြစ်လဲဖိနေချုပ်ချယ်ထားတာကျွန်တော်တို့အားလုံးအမြင်ပဲเนาะအားလုံးအကြပဲအဲ free and fair election မှာကြတော့ ရှင်းရှင်းလေးပဲဗျာလွတ်လပ်တဲ့သတင်းမီဒီယာတွေရှိတယ်နော်ဒီဘက်ပေါင်းဆောင်ရှူထောင်ပေါင်းဆောင်ကအတန်တွေကိုဖော်ပြပြီးတယ် open debate ပေါ့ဗျာအကန့်အသတ်မရှိနော်အာဘယ်နဲ့လုတ်တဲ့နင်းခုံမှုတွေကိုကျွန်တော်တို့ကလုတ်နိုင်တယ်အရင်တော့ကကြည့်ပေါ် DBB debate လို့ပါတော့သဘောပေါက်ပြတာနော်ဒါ free and fair election မှာနံပါတ်6ကြတော့ဒီ transparency ပေါ့ပွင့်လင်းမြင်သာမှုဘိုင်းမှာကြတော့လေဒီ plan election မှာမဲပေးဆက်တွေကကျွန်တော်တို့ဒီကြီးကျယ်စောင့်ကြည့်မဲ့သူတွေနော်ဒီအယက်သားဒီမဲယုံစောင့်အာမဲပေးတာကိုစောင့်ကြည့်မဲ့သူကမရှိတလောက်ပဲ နော်မရှိတလောက်ပဲအာလိန်လို့ကောင်းတဲ့အနေအထားမျိုးဖြစ်နေတယ်နော်အဲ့လိုအဲ့လိုမျိုးလိန်လို့ရအောင်လည်းလှုပ်ထားတာပေါ့ဗျာနော်အဲ့တော့ဒီ free and fair election မှာကြတော့မဲရေတွဲမှုတွေကပွင့်လင်းမြင်သာမှုရှိတယ်လို့အာမဲယုံကိုစောင့်ကြည့်လေ့လာသူတွေလည်းကျွန်တော်တို့ခွင့်ပြုထားတယ်နော်ကျွန်တော်တို့အရင်တုန်းကဒီလှုပ်ခဲ့တဲ့နော်ဒီ NLD လက်ထက်ကလှုပ်ခဲ့တဲ့ဒါရွေးကောက်ပွဲအဲ့နံပါတ်9ကြတော့အောက်ကန်း legitimacy ပေါ့နော်ရွေးကောက်ပွဲရလဲတရားဝင်မှုမှာကြတော့လေဒီစစ်အာဏာဆက်လက်တည်မြဲဖို့ကို ပုံစံချ လုတ်ထားတာဖြစ်နေတယ်ပလန်အလက်ရှင်အခုမလာရွေးကောက်ပွဲက free and fair အလက်ရှင်မှာကြတော့ဗာဖြစ်လဲဒီရွေးကောက်ပွဲရလက်ကကျွန်တော်တို့ဒီပြည်သူလူထုရဲ့เนาะတကယ်စံနာအမှန်ကိုရောင်ပြန်ဟက်ပြီးတော့เนาะဒီပြည်တွင်းရောဟလာအာနိုင်ငံတကာကပါအတိနဲ့ပြူပါတာဒါဒါတွေကကျွန်တော် NLD လက်ထက်မှာလုတ်ခဲ့တဲ့ free and fair အလက်ရှင်နဲ့မလာရဲ့ပလန်အလက်ရှင် ကွာခြားပုံအဲ့တော့ဒီ Christino တုံးနှုံးသွားတဲ့ plan election နဲ့ free and fair election ကိုဒီလိုမျိုးရောနှောနားလည်မှုเนาะကျွန်တော်ကဟိုမလွဲစေချင်ဘူးကျွန်တော်တို့ရဲ့เนาะမိတ်ဆွေတွေကိုအဲ့တော့ဒီနေ့မြန်မာနိုင်ငံမှာမင်းအောင်နိုင်ဆရာနာရှင်ဟာတီဘောမင်းထက်ဉာဏ်ဖြင်းတဲ့အုတ်ချုပ်မှုမျိုးနဲ့နမ်းမတော်မဲနူးတို့လို စင်ပြူမရှင်တို့ထက်တော်မှကိုပဲဒီပြည်သူအပေါ်မှာဟုတ်လားလောင်ငယ်သားတွေအပေါ်မှာအာမိတ်ဆွေတွေအပေါ်မှာရက်ဆက်ရုပ်မာတဲ့ဖီနှိတ်တက်ဖြက် နှင်းဆက်တစ္ဆာအမဲ့ဆုံးအုတ်ချုပ်ရည်မျိုးနဲ့အုတ်ချုပ်နေတာမျိုးပဲရှိနေတယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေဟာဒီလွတ်လပ်ရေးရာဂါစားပေါ့ဗျာလွတ်လပ်ရေးရာဂါစားကအခြေအနေထက်နော်ဟိုအစာပေါင်းများစွာစိုးဝါနေတယ်ဆိုတာကိုနော်အာပြီးရင်ကျွန်တော်တို့ဒီနေ့မြန်မာနိုင်ငံမှာ free and fair election လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ မရှိဘူးဆိုတာကိုဒီ Christine လည်းသိတယ်လို့ ဒေါ်နဲ့ထွန်းလည်းတိတယ်လို့မင်းအောင်နိုင်လည်းတိတယ်ဒါတွေကိုနော်အဲ့တော့ဒါဆိုဘာလို့ခုလိုမျိုးခရစ်စတီနောကပြောလဲနော်ဘာလို့ဒီလိုကိစ္စတွေလုပ်လဲနော်ကျွန်တော်တို့စဉ်းစားကြည့်နော်ဒီပေါ့စဉ်းစားကြည့်မယ်ဆိုလို့ချင်းဒီ TPS နဲ့နေထိုင်နေတဲ့ကျွန်တော်တို့ရဲ့ဒီမြန်မာဥယေက၄00လောက်ပဲရှိတယ်เนาะဒီမှာ၄00လောက်ပဲရှိတယ်အများအပြင်အဲ့ဒီတွေကအများစုကအမေရိကန်မှာရောက်ပြီးသားတွေเนาะရှိနေပြီးသားတွေအမေရိကန်ကို လာဖို့ဆိုတာလွယ်လားဗျာ စဉ်းစားကြည့်ဟုတ်တယ်ဗလားငွေဘယ်လောက်ကုန်လဲတွက်ကြည့်ပေါ့နော်အဲ့တော့ဒီတော့ဒီအမေရိကန်ကိုဒီလိုလာနေနိုင်တဲ့သူတွေကဘယ်သူတွေဖြစ်မလဲနော်ရှင်းရှင်းလေးပဲနော်ရှင်းရှင်းလေးပဲစစ်ခွေးသားသမီးတွေနော်ဒီမြန်မာနိုင်ငံကိုအဂုတ်သွေးစုပ်နေတဲ့တရုတ်လုပ်ငန်းရှင်နော်ဒီစစ်ခွေးခရိုနီသားသမီးဆွေမျိုးတွေပဲလေဗျာမဟုတ်ဘူးလားနော်ဒါကြောင့်မလို့ဒီဒီလူတွေကိုနော်အခုလိုမျိုးပြန်ပို့ဖို့လုပ်တဲ့ကိစ္စခင်ဗျပြန်ပို့ပလေစီနော် ။ဒါသူတို့တွေအပုတ်မကန်စေခြင်းမူတပုတ်အလုံးမကန်ခြင်းစေခြင်းမူဆိုလို့ရှိရင် trans ဆိုတာကငွေကြိုက်တဲ့တမရပဲဟုတ်တယ်ဗလား။အာတရားရုံးမှာအာကုန်မယ်အရှင်းတွေကကုန်မယ်။အာပြီးတဲ့ကကြမ်း USCIS ကိုခင်ဗျားဒေါ်လာတသိန်းလောက်ပေးလိုက်ဟုတ်တယ်ဗလား။ဘယ်လိုပေးလိုက်လို့ရှိလို့ရှိရင်အဲဒီစကွေးသားသမီးတွေပြန်စရာမလိုတော့ဘူးလေဗျာ။ဟိုကလည်းစကွေးသားသမီးတွေတန်ဖို့တော့တက်တက်ကိုလောက်တာ။အဲ့တော့ဒီတန်တဲ့ Christinon ပေးတဲ့အကြောင်းပြချက်တွေကတော့ဒါသူတို့မှလည်းသူတို့အချင်ရှိမှာဗျာခုနပြောတဲ့ရေကောက်ပွဲကိ plan လဲရှင်ကိစ္စတို့ဟိုဟာတို့ဒီဟာတို့ပေါ့နော်။အဲ့တော့ main online ကလည်းဒီလောက်နဲ့ မပြောနိုင်ဘူးဗျနော်ဟိုဘာဖြစ်လို့လဲဆိုတော့ဟိုကယူချင်းအောင်စောင်းနေတယ်ဆိုတာကိုအာမင်းအောင်လိုင်းကမသိပဲမနေဘူးသူကသိမှာပဲနော်အဲ့တော့အခုလို့လုတဲ့ကိစ္စတွေကလည်းမင်းအောင်လိုင်းကိုဘာဖြစ်လဲဟိုသူ့နောက်ကျိုးဓာတ်နဲ့ထိုးမှဖြစ်တဲ့အတွက်နော် ဒါနဲ့ထိုးမှဆိုတော့ तू ကတိနေတယ်နော်ဒါကြောင့်မလို့ तू ကလည်း तू ဖြစ်ဟို तू တနေ့ကိုဘယ်နှကပြန်ပြန်ဆန်းနေရလဲတော့မသိဘူးနော်အဲ့တော့ဟိုဆိုရှယ်မီဒီယာမှာခုနလိုမျိုးပေါ့ဒီကြားပြန့်လော်ဘီတွေနဲ့ဟလာစစ်ကွေးသားသမီးတွေဟာတရုတ် လုပ်ငန်းရှင်ဟာသားသမီးတွေဆွေမျိုးတွေဗျာအမေရိကန်မှာအများကြီးရှိတယ်ကျွန်တော်လည်းသိရလူကြီးရှိတယ်ကျွန်တော်မပြောချင်လို့နော်ဒီလူအများကြီးရှိတယ်အဲ့တော့ဒီ TPS ကဒီလူတွေအတွက်ကိုအဓိကရေးရတာတမန်တကယ်တမန်ပြည်သူတွေဟလာမင်းအွန်လိုင်းရဲ့တကယ်နှိမ့်ဆက်နှင်းပန်းခံရတဲ့လူတွေပြန်လို့ရှိရင်တကယ်ဒေတာပေါက်ထောင်ချမဲ့သူတွေကို အမေရိကန်အစိုးရကဘရောမှပြန်မပို့နော်အဲ့တော့အာဒီနေ့အကြောင်းအရာကတော့ဒီလောက်ပါပြီပါနော်အဲနားတော်သွားတဲ့အတွက်လည်းကျေးဇူးပဲနော်နောက်တော့မှဟိုနေ့ကကျွန်တော် live live ဖြွင့်တဲ့အချိန်မှာပြတ်သွားပြီဆက်လည်းမပြောချင်တော့ဘူးနောက်တော့မှပဲအဲ့ဒီအားလေးကိုတေးချာထပ်ပြီးတော့ပြောအောင်မယ်အချက်လက်လေးတွေအကြောင်းအရာလေးတွေရှိတယ်နော်ဒီမဘာသာကိုတော်တွေမြားတွေနဲ့ပြောနေတဲ့ကိစ္စတွေနော်ကဲနောက်တော့မှပဲထပ်ပြီးတော့ส่งကြမယ်